additional fee ဆိုတာကတော့ပစ္စည်းတစ်ခုဝယ်ရင်က gas ဝယ်လေးရှိတဲ့ပစ္စည်းတွေကိုခမှန်ရောင်းချတာပဲဖြစ်ပါတယ်ဆောင်အားရဘူကောင်းလာဘူအတွက်ဆိုရင် additional fee ဆိုတဲ့နည်းလမ်းကိုအသုံးပြုလို့ရပါတယ် additional fee ဆိုတာကတော့ပစ္စည်းတစ်ခုဝယ်ရင်က ADC နဲ့ gas ဝယ်လေးရှိတဲ့ပစ္စည်းတွေကိုဝယ်အောင်လားဆိုပြီးတော့မှခမှန်ရောင်းချတာပဲဖြစ်ပါတယ် ဒီလိုထိုင်မှရောင်းထနိုင်မှုအတွက်ဆိုရင်ဒေဂျီစီးတွေကတော့အတွက်ဟက်ပြီးရောင်းရလေးရှိရဲဆိုတာကိုသိနိုင်မှုကတော့အရေးကြီးပါတယ်။ကွန်မြူစီအမျိုးအစားအများကြီးတွေကမှာတွဲဖက်ပြီးရောင်းရတဲ့ပစ္စည်းတွေကိုမှန်မှန်ကန်ကန်သိရှိနိုင်မှုအတွက် EBS Analyzer Software ကကူညီပေးနိုင်ပါတယ်။ EBS NRN software ကတော့အားမောင်စာဖွင့်တဲ့အချိန်မှာကွန်ပျူတာတစ်ခုကိုထည့်လိုက်တာနဲ့အဲ့ဒီပစ္စည်းနဲ့ trading ရာရာလေးစီးရဲ့ပစ္စည်းတွေကိုအော်တိုပြပေးနိုင်တာက additional sales ကိုအကောင်းဆုံးထောင်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် EBS Enterprise Software ကိုအသုံးပြုပြီးတော့လူစီးနှင်းတို့ရဲ့ရောင်းအားကိုမြင့်တင်လိုက်ပါ